စစ်ကောင်စီနဲ့ကိုကန့်တဲ့ MNDA တို့ညှိနှိုင်းပြီးလာရှိုးမြို့ကိုစစ်ကောင်စီအုပ်ချုပ်ခွင့်ရယူပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နေအောင်ကြောမြို့အတွင်းဝင်လာတယ်လို့သိရပါတယ်။အဲဒီလိုအင်အားအလုံးရင်းနဲ့လာရှိုးကိုဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာအမတ်၁၆စစ်စင်ကိုကဲမှုဌာနချုပ်စက္ကခ၁၆ကတရင်တွေ ဖြစ်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။ စစ်ရင်အားတွေအပြည့်ဖြစ်နေပေမဲ့လည်းစစ်ကောင်စီစိုးမိုးနယ်မြေကမြို့ပေါ်ဆယ်နှစ်အကွက်ကျော်ကိုပဲကုတ်ကဲအုပ်ချုပ်ရပြီးတော့ကျန်တဲ့ကျေးရွာ80ကျော်ကိုတော့မဟာမိတ်ဖွဲ့တွေကထိန်းချုပ်ထားတာလို့စစ်ရေးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်။ဒါအပြင်လာရှိုးကို MNDA စုခွာသွားစဉ်ကစစ်ကောင်စီစစ်တုံးမန်းတွေကိုပါခေါ်ဆောင်သွားတဲ့အတွက်စစ်တုံးမန်းတွေကအချို့ကိုစစ်ကောင်စီကပြန်လည်လွှဲယူဖို့စီစဉ်နေတယ်လို့သိရပါရယ်။ စီစီညှိနှိုင်းမှုအပြီးမှာဒုတက်ရင်းမှုအဆင့်ဗိုလ်မှူးတွေပါလဲလှယ်မှုမှာပါဝင်တယ်လို့သိရှိရပြီးအဲ့လိုလဲလှယ်ခေါ်ဆောင်သွားတဲ့စစ်တုံးမန်းတွေကိုလက်ရှိမှာတိုင်းစစ်ဌာနချုပ်မှစစ်ဆေးနေတယ်လို့သိရပါတယ် MNDA နဲ့စစ်ကောင်စီရဲ့ရမခရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကအရာရှိတွေဟာစကခ18ကအင်အားထောင်းနေရရှိစစ်ကြောင်းဝင်ရောက်နိုင်မှုအတွက်ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျာ။ အဲ့ဒီတွေ့ဆုံပွဲမှာတိုင်းမှုနဲ့ကိုရီးယာရှိနှစ်ဦးသာတွေ့ဆုံခဲ့ခြင်းဖြစ်ပြီးကိုကန်တက်ဖက်ကလည်းအရေးပါတဲ့ခေါင်းဆောင်နှစ်ဦးသာတက်ရောက်ပြီးလှုပ်ဝက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုလားရှုံးမြို့တွင်ဝင်ရောက်လာတဲ့စစ်ကြောင်းမှာမန်ကတ်ခြေဆိုင်တတကရှစ်တမရန်တမ်းမြင့်လေးချီအကြောင်းမှာစုဖွဲ့ရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ဒါအပြင်စစ်ကောင်စီက လာရှိုးကိုနေဆက်ကုံသွဲစခန်းဖြစ်ပြုလုပ်ဖို့ညှိနှိုင်းမှုအချို့ပြုလုပ်ခဲ့သလိုစစ်ရင်နန်းတွေပါလာရှိုးမြို့တွင်ထက်မှန်ဝင်ရောက်မှုရှိနေပြီးရာမခအနီကအမြောင်တက်ထောက်ဖို့တက်တွေအတွင်းကိုဝင်ရောက်တက်ဆွဲမှုတွေရှိနေပါတယ်